ဒုတိယပတ်လေးကြာရောသူကိုယ်တိုင်ရွေးချယ်ပြီးတော့သူ့လက်ပါစီပြေခန့်ထားတဲ့ပြည်နယ်အစိုးရအဆင့်ဆိုတဲ့ဝင်းကျုပ်ဆိုဝင်းကျုပ်ကောင်းဒီတေခင်းဧကန်နဲ့ဓမင်းဟင်းရင်နွေးလက်ဖက်ဒါတော့မှမစားရဲတော့အောင်နောက်ကျောကထိုးမဲ့ဓာတ်ကိုကြောက်နေရပြီဖြစ်တယ်အဲ့တော့မလို့ရဲတာဘာမှမရှိဘူးဆိုတဲ့ကောင်ခုတော့မစားရဲတော့အောင်ကြောက်နေပြီမဟုတ်လားမကြခင် ချားဖြတ်နေတူစီယာဇွေချားဖြတ်မာဖီးယားမင်းအောင်လိုင်အုပ်စုမြမပြားနေနေတီတန်လိမ့်မယ်အဲ့တော့ယာဇွေဘေးပြေးမလို့မနက်တရားအတွက်ကျူးစားသူများခွန်အားပြည့်ဆက်လျှောက်အာရမနောက်ကိုကောက်ကောက်ပါအောင်လိုက်ခဲ့သူတစုမကြခင်ကြက်ကြက်ဆူအောင်ငိုကြွေးကြလိမ့်မယ်အဲ့တော့မလို့ရတာဘာမှမရှိဘူးလို့ကြွေးကြော်ခဲ့တဲ့သူနောက် မြက်ကန်းဆင်နောက်ကိုမြက်ကန်းလျှောက်ခဲ့ကြတဲ့သူတွေနောင်နာရဖို့နောက်ောက်ကြပါပြီ။ဟာမင်္ဂလာမင်္ဂလာပါလို့ဟုတ်ဆက်ပါတယ်အားလုံးမင်္ဂလာပါဗျ။မင်္ဂလာညချမ်းတော်လည်းညချမ်းဖြစ်ပါစေ။ဒီကနေ့ဒါနိုဝင်ဘာလရဲ့ဒီတတိယပတ်ကိုဝင်ခါနီးအချိန်ပေါ့။တည်င်းထူတွေတော့အားလုံးပြည်သူတွေ ိကြပြီးသားဖြစ်မယ်လို့ကျွန်တော်ယူကြည်ပါတယ်အခုဆိုရင်ကျွန်တော်တို့တိုင်းပြည်ကို9နှစ်တာကာလနီးပါးလွန်စွာရစ်ဆက်ကြမ်းကြုတ်ရုပ်မှာပတ်ဆက်တဲ့ဇယက်လက္ခဏာတွေနဲ့ပြည်သူတရားလုံးကိုရန်သူတစ်ဖွဲ့သဘောထားပြီးရဲရဲဆက်ဆက်ဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ဖက်စစ်အကြမ်းဖက်ဆရာစွဲကောင်ကြားဖြန့်ဂိုင်းကျုပ်မင်းအွန်လိုင်းရဲ့ဖက်စစ်တပ်ဟာခုဆိုရင်စစ်မျက်နှာအတီးတီးစစ်မျက်နှာဆိုတဲ့နေရာမှာနိုင်ငံရေးစစ်မျက်နှာ နော်ဒီတိုက်ပွဲမှာရင်ဆိုင်နေရတဲ့စစ်မြေသားနိုင်ငံခြားဆက်ဆံရေးစစ်မြေသားစတဲ့စစ်မြေသားအသီးသီးမှာအလဲလဲကွဲကွဲနဲ့ကြာဆုံးနေတယ်လို့သူ့ရဲ့ခေါင်းကိုင်ဖခင်ကြီးတွေဖြစ်တဲ့တရုတ်နဲ့ရုရှားတို့ဟာလည်းပဲလေအခုဆိုရင် သူတို့ပြုခဲ့တဲ့ကံပဲ့တင်တန်သူတို့ထံပြန်ရောက်လာတဲ့အနေထားမှုလို့ရုရှားဆိုလဲသူ့ရှိကိုအမေရိကန်ထုတ်ဒုံးကြီးတွေနဲ့ဒုံးမြန်တွေနဲ့တိုက်ခိုက်ခံရပြီလို့သနားစပွဲကဘာကို အော်နေရတယ်လို့တရုတ်ဟာဆိုရင်လည်းပဲ သူရဲ့ Wuhan virus ပြီးတဲ့နောက်ကဘာကြီးကိုမြစ်ရှိ plan နဲ့လိုအပ်သလိုနိုင်ငံရေးကစားနိုင်ဖို့သူရဲ့စိတ်ဝင်ထိုးပေါက်နိုင်စွမ်းနေတဲ့ကစားနိုင်ဖို့ကြားဖြန့်လို့ခေါ်တဲ့ online scammer လိမ့်လေလှည့်ဖြားတဲ့ဒီရစွဲဂိုင်းတွေကိုဒီသူတို့ရဲ့တင်းနေငါပြူဟာအစီအစဉ်နေနဲ့ကဘာအနှက်ဖြန့်ကျက်ပြီးအထူးသဖြင့်သူ့ရဲ့ဩဇာလက်တံဖြန့်ကျက်ခြင်းနဲ့နိုင်ငံတွေမှာအခြေစိုက်ခံခဲ့တာ လိုအပ်တယ်လို့စီးပွားရေးနေဆက်ရေးအားသူ့ရဲ့ဩဇာအာဏာဖြန့်ကျက်ထိုးဖောက်ဖို့ကြိုးပမ်းခဲ့တဲ့လူရတ္တိဟာအခုဆိုရင်တဖြည်းဖြည်းနဲ့ရာဇဝတ်ဘေးပြေးမလို့ဘလို့ပဲဟန်ဆောင်ပြီလိမ့်လေလှည့်ဖြားခဲ့ပါစေချိန်တန်ရင်အမှုမှန်ပေါ်ပေါ်စမဲဆိုလိုကပဖော်ထုတ်စုံစမ်းတဲ့အဖွဲ့အစည်းတွေရဲ့အစီရင်ခံစာတွေကဒီကြားဖြတ်လုပ်ငန်းတွေရဲ့ပင်ရင်းဟာဒီမူရစီဝါ ထုတ်လုပ်ပြီးတော့အမေရိကန်အပါအဝင်တစ်ကမ္ဘာလုံးကိုဖြန့်ချီနေတဲ့ပင်ရင်းဟာအာဆီယံဒေသအပါအဝင်ကမ္ဘာနိုင်ငံတတော်များများမှာ အာဏာရှင်သို့မဟုတ်အကြမ်းဖက်ဝါရအခြေပြုတဲ့ပြည်သူကိုဆန့်ကျင်ပြီးတရုတ်ဩဇာကိုပဲနာခံမဲ့အစိုးရတွေပေါ်ပေါက်လာဖို့ကြိုးပမ်းနေတဲ့လက်တွေဟာဘယ်သူဖြစ်တယ်လဲဆိုတာကိုအခုဒီအပိုင်းတွင်းတွင်းကြဲကြဲဖြန့်ထွက်လာတဲ့နိုင်ငံတကာသတင်းမီဒီယာတွေမှာကြည့်ရှုရင်ကျွန်တော်တို့အားလုံးသိရှိမှာဖြစ်ပါတယ် ခုဆိုရင် American အစိုးရက scam strike force ဆိုပြီးတော့တရားဝင်ကြီးညာပြီးဘယ်နေ့မှဘာလို့လုံးမယ်ဘလူးမှကြုံမသိနိုင်လောက်အောင် American ရဲ့ထုံးစံအတိုင်းဘာမှတိတ်ပူပူဆာဆာမပြောဘူးပြက်ပြက်သားသားတိတိကျကျလွတ်တက်တဲ့စီရင်အင်အားကြီးစံပကားကြောင့်ခုဆိုရင်ဖက်ဆက်ဂျမ်ဖက်တက်ကအမြဲတမ်းလိန်ညာပြောနေတတ်တဲ့ main online ရဲ့လက်သုံးတော်ကြီးဇော်မဲလုံးဇော်မင်းထွန်းဇော်မင်းထွန်းဆိုကျွန်တော်နဲ့ စစ်တပ်ကတို့မှာအပေါ်ထအောက်ထတက်ခဲ့ပူတဲ့လူပါเนาะဇော်မင်းထွန်းကိုတိုင်အခုဆိုရင်မြကလူးဆံပြာနဲ့ထွက်ပြီးဖုံးပါပြောလာရနေထားရောက်နေပြီဖြစ်တယ်မင်းအွန်လိုင်းကိုတိုင်လည်းပဲဖန်အထိကတော့ကမျိုးပြေးသွားပြီးတော့ BGF ထဲကိုအပါဝင်ကျန်တဲ့တပ်ဖွဲ့တွေကိုသူ့ရဲ့လက်သုံးလုတ်ခဲ့ပြီးတော့အခိုင်းအစီကံဖြစ်ခဲ့တဲ့တပ်ဖွဲ့တွေကိုပုတ်ထုတ်ထိုးကျွေးဖို့အတွက်အခုဆိုရင်ပက်ပက်ဆက်ဆက်ဂျိုးပန်းလာတဲ့အချိန်လည်းဖြစ်တယ် ဲ့တော့ဇော်မင်းထွန်းက time ကိုပုတ်ချလိုက်တဲ့အတွက်ကြောင့်ဒါဒီ scammer online ဖြတ်ဒီကြားဖြန့်ဂိုင်းတွေဟာဒီသူတို့ main online ဖက်စစ်အုပ်စုရဲ့အဲဒီလုတ်ရမဟုတ်ပါဘူး time back ကသာ99.5စသဖြင့် time ကိုလုံးဝပုတ်ချထိုးကျွေးလိုက်တဲ့အချိန်မှာ time ကတကွက်ဥယူပြီးတော့သူတို့ဒီမှာဖန်ဆီးရမိတဲ့ social သူရဲ့ခေါင်းငယ်ဖခင်ကြီးနော်တီရဂူရဲ့မဟာမိတ် တကာကြီးမင်းအွန်လိုင်းရဲ့ဆက်လက်နေပစ္စည်းဝယ်ယူဖို့အတွက်အမာခံထောက်ပို့နေတဲ့ထောက်ပို့ကြီးဒီရှီချင်းချင်းရှီချင်းချင်းကိုနော်ဒီအွန်လိုင်းစကမ်မာဂိုင်းချုပ်ကြီးကိုတရုတ်ကအစောတလင်းလွှဲပြောင်းပေးအပ်လိုက်ပြီးတော့ထိုင်းကတကွက်လက်ဦးမှုယူထားတဲ့အချိန်မှာအခုမှထိုင်းကလွတ်ပါတယ်လို့ထပြောပြီးတော့ဘီဘီဘိုက်တာအထာနဲ့အဆောက်အုံတွေကိုဖောက်ခွဲပြီးဒီကြားဖြတ်လုပ်ငန်းကြီးကိုနှိမ်နှင်းနေပါပြီဆိုတော့ တော်တော်ပါဂမူးယူထိုးအယူဖင်တရေဟိုရင်းပြုတဲ့ပုံစံနေနဲ့အခုမှကြောက်ချီးပန်းတာလူမတိအောင်ဖုံးဖိတဲ့ဟန်နယ်မင်းအွန်လိုင်းအိုစုအင်မတန်ဗျာများနေတဲ့အချိန်မှာပဲမောတော် KNU နဲ့မဟာမိတ်တပ်တွေကတင်လိုက်တယ်ရခိုင်ဘက်ကဆိုရင်လည်းပဲပြောင်ပြောင်တင်းတင်းကြေညာချက်ထုတ်ပြန်လိုက်ပြီးတော့အရခတတ်တော်တချို့ခေါင်းဆောင်တွေက လက်ရှိအာရခပြည်အပါအဝင်မြန်မာပြည်ကိုဘုံကျဲနေတဲ့ဖက်စင်မင်းအွန်လိုင်းတက်ကိုတရုတ်ကဆက်လက်ထောက်ပံ့နေမယ်ဆိုရင်မြန်မာပြည်ခားလေကပိုင်လိုင်းကြီးတွေဟာအလားကြီးစရာမဟုတ်ဘူးဆိုတဲ့ message တရုတ်အစိုးရရရှိသွားပြီးအခုဆိုရင်အပြင်းထန်စဉ်းစားနေကြတဲ့အချိန်မင်းအွန်လိုင်းရဲ့လေကြောင်းကစိုးမိုးပြီးရဲဆက်ဆက်ပြည်သူတွေကိုစိုးစိုးဝါးဝါးဘုံကျဲနေတဲ့အနေအထားတွေပေါ်မှာတရုတ်ဘက်ကမကြခင်မှာတခုတစုံထိန်းညိတို့မဟုတ်ကန့်တတ်မှုပြုလာတော့မယ်အနေအထား ဒါတွေဟာလေကြောင်းကယ်တမ်းမှုတစ်ခုတည်းနဲ့ပဲမြန်မာပြည်သူတရားလုံးကိုနိုင်ကျင့်ဗိုလ်ကျနေတဲ့ဖက်စစ်မင်းအွန်လိုင်းရဲ့နောက်ဆုံးနေဆွဲများကို ရောက်ရှိနေပြီဆိုတဲ့ပြသလာတဲ့လက္ခဏာဖြစ်ပါတယ်။အဲတော့ကျွန်တော်တို့ပြည်သူတရားလုံးရဲ့မစုံမလင်းတော့ဇွဲလုံးလသူတစ်ဖြစ်တော်လိုင်းရေးတပ်ဖွဲ့အသီးသီးတွေမှာအသက်ခံတာဘဝအားလုံးကိုပုံအပ်ပြီးပါဝင်တိုက်ပွဲဝင်နေကြတဲ့သူရဲကောင်းအသီးသီးတွေရဲ့ပေးဆက်ဆွံ့လွတ်မှုအခုချိန်ထိ ခက်ခဲကြမ်းတမ်းလာတဲ့အခြေအနေတွေကိုတောက်ခံရုန်းကန်ရင်ဆိုင်အံကျိတ်ပြီးတော့ရအောင်ဆွေးနွေးပေးနဲ့ဖြတ်ကျော်မယ်ဆိုတဲ့တမူးတတာတက်ဖို့အတီးတီးရဲ့တိုင်းပြည်နဲ့အနာဂတ်ပေါ်မှာထားရှိမျှော်မှန်းသောယုံကြည်ချက်ဒါတွေကြောင့်ကျွန်တော်တို့တွေရဲ့အောင်ပွဲဟာမနိကတဲ့ဆိုင်ဒီနေ့နီးကလာပြီလို့မနှက်ပြန်ဆိုတာလဲလုံးဝတေချာလာတဲ့အနေအထားမျိုးတွေရှိပါတယ်။ဒါကြောင့်မို့ကျွန်တော်ပြည်သူတရားလုံးအနေနဲ့အခုလက်ရှိနောက်ဆုံးဖြစ်ပေါ်လာတဲ့အခြေအနေတွေဟာ ျွန်တော်တို့အားလုံးရဲ့ပြည်တော်စုသားအားလုံးရဲ့စူးစီးညီညွတ်မှုကြားလာတဲ့အသီးပွင့်ဖြစ်တယ်လို့ပိုပြီးမြန်လာမလားဒီတိုင်းမဲ့အချိန်ဟာဖေးဖေးတွင်းတွင်းနဲ့ကြံ့ကြာနေဦးမလားဆိုတဲ့အချိန်နေရာလည်းပဲကျွန်တော်တို့နိုင်ငံသားတော်လိုင်းကောင်းဆောင်တီးတီးနိုင်ငံကောင်းဆောင်တီးတီးအစုဖွဲ့အသင်းပင်အသီးတီးရဲ့ဥဆောင်သူပါဝင်သူအသီးတီးတို့ရဲ့ပေါင်းဆက်စူးစီးညီညွတ်တဲ့တင်းနှင်းကားပြူဟာတွေနဲ့နိုင်ငံတည်တစ်ခု stability တိဆောက်ကြဖို့ ရီမန်းပြုစုတဲ့လုံလဝရိယအားဆိုင်မှုကိုနိုင်ငံတကာကဘလောက်အတိမတ်ပြုအာရုံစိုက်မလဲဆိုတဲ့ပုံမူတည်ပြီးနှေးချင်းမြန်ချင်းအောင်ပွဲအောင်လံထူခွင့်အခွင့်အရေးနှေးချင်းမြန်ချင်းပေါ်ပေါက်လာမှာဖြစ်ပါတယ်။အဲကြောင့်ပြည်သူတရားလုံးအနေနဲ့ဆွဲလုံလမလျှော့ဘဲနဲ့ကျွန်တော်တို့တောက်ခံရုံးကန်ကြရပါလိမ့်မယ်။ဒီချိန်မှာဖက်စစ်အကြမ်းဖက်တည်းရဲ့အာရမအုပ်ချုပ်မှုအောက်မှာရောက်နေကြတဲ့ပြည်သူတွေလည်းပဲကျွန်တော်တို့အနေနဲ့စိတ်ခွန်အားပေးပါတယ်။ လူကြီးမင်းတို့အနေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လေဘင်းမှာဝဲနေတဲ့ဓာတ်ကိုကြောက်လန့်လို့ဖြစ်စီကြောက်ရွံ့ခြင်းမှာပြည်ပြားနေအောင်နှင်းများစွာဖိထားခံရလို့မယုံတာဝန်နဲ့အနေထားကြောက်ဖြစ်စီငကူဗီဇစရိတ်ကြောက်ပဲရောင်ရဲလွယ်ပြီးကျုံလာသမျှဘဝကံပါပဲဆိုပြီးပော့ပော့နေတတ်တဲ့ဒလိကြောက်ပဲလို့ဆိုစီကျွန်တော်တို့အားလုံးဟာနိုင်ငံသားတွေဖြစ်တယ်ကောင်းတူစုဖက်ရင်ဆိုင်ဖြတ်ကျော်ရရမယ် တူတုံစင်းမိသားစုဝင်တွေဖြစ်ကြတယ်အဲ့တော့ကျွန်တော်တို့တော်လန်သောပြည်သူတွေမြန်မာပြည်ကြီးကိုလွတ်လပ်စေလိုတဲ့စိတ်နဲ့ကြိုးစားနေတော့လူတွေရဲ့မျှော်မှန်းချက်ဟာတနိုင်ငံလုံးပြည်သူတရားလုံးလွတ်လပ်ဘေးကင်းလုံခြုံဖို့ပျော်ရွှင်ကြဖို့ဖြစ်ပါတယ်ဒါကြောင့်မို့ဖက်စစ်အကြမ်းဖက်တွေရဲ့အောက်မှာ ရောက်နေကြတဲ့ပြည်သူတွေကိုကျွန်တော်တို့ခွန်အားလေးပေးပါတယ်နှိုးဆော်စကားလေးပြောချင်ပါတယ် လွန်ခဲ့တဲ့၄နှစ်ကျော်၅နှစ်တော့တည်းမှာအချိန်နဲ့အကြောင်းမျိုးမျိုးကြောင့်ငုံခံခဲ့ရသည်ဖြစ်စေတုံ့ပြန်မှုတို့အခွင့်မရခဲ့သည်ဖြစ်စေစစ်ကောင်စီလို့ခေါ်တဲ့စကားစားဘက်ကတောင်းဆုံတဲ့စောင့်ကြည့်တဲ့ CCTV ကင်မရာတွေနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လက်ပါစီ လူမိုက်တွေနဲ့အင်မတန်မှဆိုးဝါးတဲ့အကျဉ်းထောင်နဲ့အင်မတန်မှကောက်ကျစ်ပတ်ဆက်တဲ့ရဲနဲ့ဒါတွေနဲ့ပပလေထိန်းညှိထားလို့မလူးတာမလွန့်တာ ရှိခဲ့တယ်ဆိုတော့ဟိုကျွန်တော်တို့နားလဲပါတယ်ဒါပေမဲ့ဒီကနေ့ရေဆွဲတွေဟာလွန်ခဲ့တဲ့နှစ်လွန်ခဲ့တဲ့လလွန်ခဲ့တဲ့အချိန်နေနဲ့လုံးဝကွဲလဲနေပြီဆိုတာတော့မြမပြည်သူတရားလုံးသူတစ်ပြက်ဖက်စစ်တီရဲ့လက်အောက်မှာဘလို့ဆက်ပြီးရုန်းကန်ရမလဲတော်လန်ကြီးမှာငါတောင်းဝင်ကြလာလိုက်ဒီနေ့ငါဘလို့ပါဝင်ကြေပြွန်ဖို့လူမလဲလို့တွေးထားတဲ့ပြည်သူတရားလုံးကိုဒီကနေ့ကတော့ကျွန်တော်အားလုံးအတူတူ တက်ညီလေးညီရုံးကန်ရမယ်အချိန်ရောက်ပြီလို့ကျွန်တော်နှိုးဆော်ချင်ပါတယ်ဘလို့ရုံးကန်ရမလဲကြလာတဲ့တာဝန်ပေါ့အခုအတူရောင်ရွေးကောက်ပွဲဖြစ်မှာမဟုတ်ပါဘူးအတူရောင်ရွေးကောက်ပွဲ sham election ဖြစ်ဖို့လုံဆော်ဆေးဆော်ပူးပေါင်းနေတော့လူတွေထဲမှာမိမိတူဦးချင်းစီမပါဖို့ဂူပြူပါမိမိဆွေမျိုးသားချင်းမိမိမိတ်ဆွေတွေကမပါဖို့တိုက်တွန်းပါနှိုးဆော်ပါဘလူနီးနဲ့ဖြစ်ဖြစ်မိမိမှာညှင်းဆန်ပိုင်ခွင့်ရှိတယ်ဆိုတော့အတိကို လက်ခံပြီးတော့ပထမဆုံးဖက်စစ်အုပ်စုရဲ့ဘာလုပ်လို့မပူးပေါင်းဖို့ရသမျှစူးစမ်းခြင်းဖြင့်နောက်ဆုံးဖြစ်ပေါ်လာတဲ့တာဝန်တွေကိုဝင်ရောက်ကြည့်တယ်မှာဒုတိယအဆင့်အခု scammer လို့ခေါ်တဲ့ online ကြားဖြန့်ရာဇဝတ်ကိန်းသားတွေကိုဖမ်းဆီးဖို့မြေပုံမှာ American ကဆင်းပြထားတဲ့ထဲမှာနေဆက်တွေတင်မဟုတ်ပါဘူးရန်ကုန်မြို့လဲပါပါတယ်အဲ့တော့ဘာလုပ်ရမလဲဘာတွေဖြစ်လာမလဲမြန်မာပြည်သူအထူးသဖြင့်ရန်ကုန်နေလူတို့အနေနဲ့ အဆင်ပြေရှိနေကြဖို့လိုပါတယ်။ပြေကြတယ်အခြေအနေဒီအချင်းခါတွေကအခွင့်ကောင်းဖြစ်ရောက်ရှိလာပြီဖြစ်တယ်။အဲ့တော့ကြုံကြိုက်လာတဲ့အချိန်မှာအင်းနဲ့အားနဲ့ထိုးဆိုင်နိုင်ဖို့မိမိတို့ရဲ့လမောင်းနေတန်းအောင်ပြင်ထားပါမိမိတို့ဆောင်းသားတွေထဲအောင်တွေးထားပါမိမိတို့ပတ်လည်မှာရတဲ့တည်းများဖက်စစ်အာနာရှင်စနစ်နဲ့ပတ်သက်တဲ့ရန်နေရာတွေကိုဖေရှားတန့်စင်ရှင်းလင်းနိုင်ဖို့ သတင်းချက်လက်အားလုံးစုဆောင်းထားပါအေးအရေးကြီးဆုံးကတော့တိုင်းပြည်ကိုပြန်လည်ထူထောင်အောင်မှဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံပိုင်အဆောက်အုံတွေမပြက်စီးစီပဲနဲ့ဒီအဆောက်အုံတွေပေါ်မှာအခမ်းအနားတက်နေပြီးနိုင်ငံကိုဖျက်ဆီးနေတဲ့လူပုဂ္ဂိုလ်နဲ့အဝင်းဝိုင်း network တွေကိုပဲအမြန်ဆုံးကျွန်တော်တို့လူတို့အင်အားနဲ့ထိမ့်သိမ်းနိုင်ဖို့သူတို့ရဲ့ပုံမှုဖျက်ဆီးမှုရင်ကကာကွယ်နိုင်ဖို့နီလန်းတွေကိုစံစားထားကြပါတိချတာတော့ ကျွန်တော်တို့အားလုံးရဲ့အနာဂတ်ဒီပျော်ရွှင်ငြိမ်းချမ်းစွာနဲ့အိမ်မက်ထဲမှာပဲမဲ့ဝွန်နူနူမျောလင့်ခဲ့ရတဲ့ငြိမ်းချမ်းသောမနေ့ပြန်ဒီဟာနီးကပ်လာပြီဖြစ်ပါတယ်။အပြည်သူပြည်သားအားလုံးမမေ့မလျော့မပေါ်မဆသောတတိနဲ့နိုင်ငံတော်တစ်တိဆောက်ဖို့ခွန်အားတွေအတူတူမွေးကြပါစို့။လူကောင်းဆောင်မေဆုနဲ့တကနိုင်ငံကျင်းသားအားလုံးလည်းအမြန်ဆုံးလွတ်မြောက်ပါစေ။ပြည့်စုံသောတိုက်ပွဲဝင်သောသူရဲကောင်းတို့ရဲ့ အံကျိတ်ပြီးဆူခဲ့သောတစ္ဆာတွေအမြန်ဆုံးပြန့်နှံ့ပြီးအောင်ပွဲအောင်လံတွေနိုင်ငံ့နေရာနှက်မှာထူနိုင်ပါစေဆိုးဝါးယုံညံ့ကြမ်းတမ်းသောဖက်စစ်ရန်နေရာကြီးကိုကိုအားဆရာနဲ့မောင်းနေခဲ့သောယုံညံ့သောစိတ်ထားရှိသူနိုင်ငံသားအလုံးကြာဆုံးပါစေတရားသောဥပဒေနိုင်ငံကဥပဒေနဲ့အညီထိတိယောက်ရေးယူပြီးတန့်စင်ကြည်လင်သော လူမှုရဝန်အသီးသီးဖြစ် နိုင်ငံတော်တည်ကြီးကိုတိဆောက်ပြီးအပြစ်မဲ့သောကလေးများအလုံးရဲ့ပြုံးပျော်ခြင်းအခွင့်အရေးကိုအတူတူမြင်ကွင်းရကြပါစေ။